ចောင်းសៀមម៉ាရှင်ញ៉ាទេសុងខះពីទូយ៉េអមេភិទូនេអត់20អយអមយតារុធីខៃតាយ៉ាឈីខេរលូសូបារីစစ်တပ်ကဘုံလာကျဲတဲ့အချိန်အနည်းမှာနေရိတ်နေတဲ့ပြည်သူတွေကိုထိခိုက်ကုန်တာဖြစ်ပြီး PDF တွေမဟုတ်ဘူးလို့ကနေဒေသခံပြည်သူကောက်ွယ်ရဲ့တပ်ဖွဲ့ဝင်တယောက်ကပြောပါတယ်။အခုလို့စစ်တပ်ကမကြာခဏဘုံကျဲနေတဲ့အတွက်မင်းအိုရောနာကရာခင်းရှင်တွေဟာနန်းသီးနယ်ရဲ့ရိတ်သိမ်းချိန်ရောက်နေပေမဲ့မရိတ်သိမ်းနိုင်ပဲဖြစ်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ မကွေးတိုင်းမြိုင်မြို့နယ်မှာစစ်ဘေးရှောင်နေရသူတကြီးရွှေအိုး၃ယောက်ဟာအေးအေးမိပြီးတော့နိုဝင်ဘာလ၁၅ရက်နေ့ကနေနိုဝင်ဘာလ၁၈ရက်နေ့အထိ၃ရက်အတွင်းမှာကုန်လွန်တော့ခဲ့ကြတယ်လို့ ကုညီဆောင်ရွက်ပေးနေသူတွေစီကသိရပါတယ်။မြိုင်မြို့အနောက်ကျန်းကရော်ရဲကိုပခုတ်ကူတက်မှတသူညာတစစ်ကြောင်းတွေကနိုဝင်ဘာလ7ရက်နေ့ကစာပေးစစ်ကြောင်းထိုးနေတဲ့အတွက်ထွက်ပြေးနေရတဲ့ပြည်သူတွေတဲ့ကတက်ကြီးရွှေကိုအဖိုးအိုတယောက်နဲ့အဖိုးအိုနှစ်ယောက်ဟာစစ်ပေးရှောင်နေကြရင်တော်ရဲမှာအေးအေးမိမိဆုံတော့ကြတာပါလို့ဆိုပါတယ်။ အညာဆောင်တွင်ကချဲ့အေးတဲ့အတွက်နဝေမာလ15ရက်နေ့ညပိုင်းမှာအသက်60တနှစ်အရွယ်အဖိုးအိုတယောက်နဝေမာလ16ရက်နေ့ညပိုင်းမှာအသက်60အရွယ်အဖိုးအိုတယောက်နဲ့နဝေမာလ18ရက်နေ့မနက်ပိုင်းမှာတော့အသက်60တနှစ်အရွယ်အဖိုးအိုတို့သေဆုံးခဲ့တယ်လို့ဝီလာမြိုင်ချစ်တော်အညာမြင့်အဖွဲ့ရဲ့တာဝန်ရှိသူကပြောပါရီစကောက်စီတက်ဟာနဝင်ဘာလ18ရက်နေ့ညပိုင်းအထိမြိုင်နယ်ပေါ့မြို့နယ်အစံမှာရှိကြတဲ့ကဘာဖြူထန်းပေါကုန်းဖလန်းကိုင်းကန်တဲ့ ကြောက်တိုင်ခင်နဲ့တဲကြီးကြီးော်တွေကိုစစ်ကြောင်းထိုးပြီးကြီးော်တွေအနည်းမှာတန့်ဖြန့်ထားတယ်လို့စစ်ပေးရှောင်းအရေးကုညင်ဆောင်ရွက်ဘင်းနေသူတွေစီကသိရပါတယ်ရှင်ကြားပြန့်ရာဇဝတ်ကွန်ရက်တင်နဲ့ဆက်ဆက်နေတဲ့မြန်မာနိုင်ငံကလူပုတ်ကိုဆေးရောက်တဲ့အဖွဲ့အစည်းကိုဟူကိုအမေရိကန်ကအေးအေးပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့မြေပြင်မှာထိရောက်မှုနဲ့ပတ်သက်လို့မင်းကုန်းထုတ်တာတွေရှိနေပါတယ်။သို့သူအောင်တင်ပြပေးထားပါရှင်။ မြန်မာနယ်စပ်တခြားအကြဖြတ်လုပ်ငန်းတွေကိုဦးဆောင်တာဒါမှမဟုတ်ပတ်သက်နေသူ၁၀ရောင်းတဲ့ကုမ္ပဏီ၉ခုကိုအမေရိကန်ပြည်ထောင်စုကဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွေပြုလုပ်လာပါတယ်။နောက်ဆုံးအဖြစ်နိုဝင်ဘာလထဲမှာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ခေါင်းဆောင်၄ရောင်းနဲ့ရှီဂျီကျန်းပါဝင်ဆက်ဆက်ကုမ္ပဏီတချို့ကိုအရေးယူပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။ဒီမတိုင်ခင်ကလည်းရွှေကုတ်ကုတ်ကိုအဓိကတီထောင်ခဲ့တဲ့ရထိုက်အုပ်စုကရင်နေကြဆောင်တပ် BGF ခေါ် KNA နဲ့ ဗိုလ်မှူးကြီးစောချစ်သူအပါအဝင်သူ့ရဲ့မိသားစုဝင်တချို့နဲ့ကော်မတီတွေကိုအတိအသေးအေးအေးယူပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။ဒီလိုအေးအေးယူမှုဟာမြန်မာနိုင်ငံတွေကလူကုန်ကူးမှုအသင်းအဓမ္မလိုအားပေးစေခိုင်းမှုအွန်လိုင်းငွေကြေးလိမ်လည်ကွန်ရက်တွေကိုဖြိုခွင်းဖို့နဲ့သူတို့ရဲ့ငွေကြေးလမ်းကြောင်းတွေကိုပိတ်ဆို့ဖို့ရည်ရွယ်တဲ့အကြောင်းအမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြခဲ့ပါတယ်။ဒီကဘာပေါ်မှာငွေကြေးစီစဉ်မှုအဓိကကဒီစနစ်တွေကအမေရိကန်ကဥဆောင်နေတာเนาะ ဖြစ်တဲ့အတွက်ဒီ American စီးပွားရေးစနစ်ကနေပြီးတော့ကြားဖြတ်နဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေအကုန်လုံးထုတ်လိုက်တယ်ဆိုလို့ရှိရင်သူတို့ငွေကြေးစီစစ်မှုအတွက်အဓိကအဖြစ်သွားနိုင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ငွေအဝေးအထွက်မရှိလို့ရှိရင်ခက်လို့ရှိရင်သူတို့အတွက်ကတော့အင်မတန်အကျိုးရုံပဲလို့ထင်ပါတယ်နော် ဒီလိုပိတ်ဆို့မှုတွေကြောင့်ကြားဖြတ်နေပျောက်ကွယ်သွားမှာမဟုတ်ပေမဲ့ငွေကြေးစီးဆင်းမှုတွေထိခိုက်နေပြီးတရားမဝင်လမ်းကြောင်းတွေအပြင် digital ငွေကြေးကိုပါပြောင်းလဲအသုံးပြုနေကြတယ်လို့လေးလာသူတွေကပြောပါတယ်။အမေရိကန်ရဲ့အရေးယူမှုတွေဟာကြားဖြတ်တွေအပေါ်မှာတင်မကပဲအာဏာသိမ်းစစ်တပ်နဲ့ထိုင်းနိုင်ငံအပေါ်နိုင်ငံရေးအရာဖိအားတွေဖြစ်လာစေပြီးတရုတ်ကလည်းဒေသအတွင်းကိုအမေရိကန်တွေဝင်ရောက်လာမှနဲ့ပတ်သက်လို့မလိုလားတဲ့အကြောင်းကိုစတီဗင်ဆန်းယူကသုံးသပ်ပါတယ်။ နိုင်ငံရေးအရာ PR ပေးတာဒီကိုတော့မအလာစေအုစုကရောဒီထိုင်းအစိုးရကရော ခံရတယ်လို့ပြောလို့ရတယ်ဆိုတော့တရုတ်ကလည်းအဲ့ဒီသွယ်ဝိုင်းတဲ့နိနဲ့နိုင်ငံရေးရပြပေးတာကိုခံရတယ်လို့ပြောလို့ရတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ဒီလုပ်ငန်းကိုအဓိကလုံနေတာကတရုတ်နိုင်ငံသားတွေကဥစားပြီးလုပ်တဲ့ဆိုတာဒီအမေရိကန်ရဲ့ကြီးညာချက်ထဲမှာလည်းပါပြီးသားဖြစ်တယ်ဒါကြောင့်လဲတရုတ်ကဒီမက်ခေါမြင်ဝမ်ခြောင်နိုင်ငံကတော်ဝရှိတဲ့လူတွေကိုအရေးပေါ်ခေါ်ပြီးကြောက်ပြန်နေတဲ့ရေးကိစ္စဆိုတဲ့ခေါင်းစဉ်နဲ့အစီအွေးတွေလုပ်ကြတာဖြစ်တယ် ကြားပြနေနေအဖွဲအဖွဲစည်းကြောင်းအမေရိကန်ကကြေညာပြီးနှစ်ရက်အကြာနိုဝင်ဘာ14ရက်နေ့မှာတရုတ်ကမ္ဘောဒီးယားလာအိုမြန်မာထိုင်းနဲ့ဗီယက်နမ်စတဲ့မဲခေါင်လန်ချန်း6နိုင်ငံကဝင်ကြီးတွေကုမင်းမြို့မှာတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်ဒီလိုဖိအားတွေကြောင်းရုကောက်ဝင်တဲ့တရုတ်ဝင်မှုကိုလိုချင်နေတဲ့မြန်မာစစ်အုပ်စုအနေနဲ့ကေကေပတ်ကိုဝင်ရောက်ခဲ့ရတယ်လို့ထိုင်းနိုင်ငံရေးမှလည်းရိုက်ခတ်မှုတွေရှိနေတဲ့အကြောင်းကိုစတီဗင်ဆန်းယူကဆက်ပြောပါတယ်တဖက်မှာလည်းမတူညီတဲ့အမြင်တွေရှိနေပါတယ် ဒါကတော့အမေရိကန်ကလုပ်တဲ့ပိတ်ဆို့မှုတွေဟာထိရောက်မှုရှိမှာမဟုတ်ကြောင်းတရုတ်အရေးလေးလာသူဒေါက်တာလှကျော်စောကထောက်ပြလာတာပါ။ဒီကိုဒါမဲ့အမေရိကန်လုပ်တဲ့ပိတ်ဆို့မှုတွေကဘာမှသိအကျိုးရှိတယ်လို့မထင်ဘူးဗျ။အဲသူတို့တကယ်ထိထိမိမိလုပ်ချင်ရင်အဲအခုတရုတ်လုပ်နေတယ်လို့ပေါ့။ဟိုအဲ့ဒီဟိုဟိုတရင်အချက်လက်အပြည့်စုံပေးပြီးတော့အဲဖန်ခိုင်းတာတို့နောက်သူ့နိုင်ငံသားတွေပေါ်မှာအပြည့်ရှိမှဖြစ်ဖြစ်သူ့နိုင်ငံပြ ကားတွေဖြစ်ရင်လည်းဖြစ်ဖြစ်သူပြန်တောင်းရင်ပေးရတာတို့ဒါမျိုးတွေကပို့ပြီးတော့အဲဟိုဟိုနင်းဆွဲလက်တဲ့ထင်တယ်ဟိုဒီပိတ်ဆို့မှုလောက်နဲ့ဘာတောင်းနေရတော့တိတ်အဖြစ်တိတ်ပြီးတော့ဖြစ်ဖြစ်များများဖြစ်မယ်မထင်ဘူးဒီလိုမျိုးနိုင်ငံကြီးတွေပါဝင်လာတာကြောင့်မြန်မာအာဏာသိမ်းစစ်ကောင်ဆောင်က KK ဘက်ကိုအပိဓာနှိမ်နှင်းမယ်လို့ပြောလာသလိုထိုင်းဝန်ကြီးချုပ်အနုထင်ကလည်းကြားပြန့်စစ်ပွဲဆင်နွှဲသွားမယ်လို့ပြောကြခဲ့ပါတယ် ဓာတုပါပဲကရင်နယ်ကြဆောင်တက် BGA ရဲ့ပြောရေးဆိုခွင့်ရှိသူနိုင်မောင်စောကလည်းရပိုင်အတွင်းမှာပဲကြားဖြန့်တွေကို အပိတိုင်ဖယ်ရှားရှင်းလင်းမယ်လို့ပြောလာပါတယ်။ဆောက်လုပ်ခွင့်ပေးကြတာလည်းကျွန်တော်တို့ကလည်းဟိုဒါအပြစ်ရှိတယ်လို့ခံစားရလို့ကျွန်တော်တို့ကအခုဒီကိစ္စကိုလုပ်တာ။ဒါမှမဟုတ်တို့တော့ကျွန်တော်တို့ဒီဒီစကမ်မအပေါ်မှာ share ထည့်ယူတာချင်းလည်းမရှိတယ်လို့ကျွန်တော်တို့အဲ့ဒီကနေရရှိတဲ့အကျိုးမြတ်ကိုလည်းကျွန်တော်တို့ခွဲဝေရယူခြင်းမဟုတ်ဘူး။ကျွန်တော်တို့ကညီရငားရမ်းပေးတာတသက်ပဲ။အဲကျွန်တော်တို့ BGA ကခုနကပြောသလို ်ဒီအိမ်ပေါ်မှာမကောင်းမှုပြုစရာလုပ်ရတဲ့အတွက်ကဒီမြေပိုင်ရှင်လဲဒါကတော့အခုနအဆွဆွဲခံရတယ်မှာပေါသွားတာပေါ့နော်ဟုတ်ဒါအတူ DGBA စေဦးစီးအရာရှိချုပ်ဗိုလ်ချုပ်စောစန်းအောင်ကလည်းသူတို့အဖွဲ့အနေနဲ့ကြားဖြတ်လုပ်ငန်းတွေနဲ့ပတ်သက်မှုမရှိတဲ့အကြောင်းညှင်းဆိုပြန်ပါတယ်မြန်မာထိုင်းနယ်စပ်မှာနေထိုင်တဲ့ဒေသခံတယောက်ကတော့ကြားပြန့်လုပ်ငန်းတွေနဲ့ပါဝင်ပတ်သက်တဲ့သူတွေကို BGF နဲ့ DGPA တပ်ဖွဲ့ဝင်တွေကအခုချိန်ထိကောက်ွယ်ပြောင်းရွှေ့ပေးနေတယ်လို့ပြောပါဗျ။ လက်ခံနေမြင်နေကြည့်တော့ဒီတိုင်းပဲလမ်းပေါ်မှာတော့တွေ့နေရတာပဲကျွန်တော်တို့ဥမာတခြား data တခြားသောမြန်မာပြည်မှာရှိတဲ့အတိုင်းနဲ့ပြည်နယ်မှာမရှိတဲ့ဟာတွေကျွန်တော်တို့ဒီဘက်မှာဟိုရက်ကွက်တိုင်းမှာတော့ဟိုခဲယုံနေတော့ဖဲဖဲယုံနေဆိုတာကရက်ကွက်တိုင်းဟိုလမ်းကျိုးလမ်းကြားတိုင်းမှာရှိနေတာလေဒါတွေတော့ဒီအဖွဲ့ကြီးတွေကပဲကောက်ွယ်ပေးပြီးတော့ထိ ंछ ုပ်ထားတာဆိုတော့လေဆိုတော့ဒီတခြားအကြံပြန်လို့သူတို့နေနေမယ်ဆိုတော့တကယ်ကိုခါတာကြီးပဲဖြစ်နေမှာပေါ့လက်တွေ့မှာတော့ကျွန်တော်တို့ဒီအဖွဲ့ကြီးတွေက ဟိုခင်းုံလေးရောတနက်ကင်ပြီးတနက် uniform ဝတ်ပြီးတနက်ကင်ပြီးတော့သူကကာွယ်ပေးနေရလေလက်ရှိအဖြတ်ပြနေတဲ့လုပ်ငန်းတွေကိုမြောက်ရီမြို့တောင်ပတ်အချမ်းကသဲပုံရွာနဲ့တီတဝီရွာအနီးဝန်းကျင်ကိုပြောင်းရွှေ့ထားတဲ့အပြင်ကေကေပတ်အနီးဝန်းကျင်မှာတင်တချို့လုပ်ငန်းတွေလဲပတ်နေတော့ပဲလို့ဒေသခံကပြောပါတယ်။ဒါကြောင့်ကြားပြလုပ်ငန်းတွေကိုတကယ်ပပြအောင်အရေးယူခြင်းနဲ့ဆိုရင်စာထုတ်ယုံ အစည်းအဝေးထိုင်ယုံအဖွဲ့အဖွဲ့ယုံနဲ့မရတာကြောင့် မြေပြင်အထိကိုစုံစမ်းဝင်ရောက်လာဖို့ကိုနေကန်ဒီကလူလားနေကြကြောင်းပြောပါရယ်ကျွန်တော်စိုးသူအောင်ပါ က်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။အစိုးရလိုလာတဲ့တိုက်ခိုက်ရေးသမားတွေကအလာဝတ်တိုင်းရင်သားလူနည်းစုဝင်ရာပေါင်းများစွာကိုတက်ဖြတ်ခဲ့တဲ့မက်လအရင်အခင်သွေးထွက်တည်ယုံမှုတစ်ခုအတွက်လက်တရရှိသူတွေကိုနိုဝင်ဘာလ၈ရက်ရက်နေ့မှာပထမဆုံးရုံးတင်စစ်ဆေးခဲ့ပါတယ်။အရှာရာဥဆောင်တဲ့ဆွန်နေအစ္စလာမစ်တပုံတွေကအလာဝတ်မျိုးနွယ်စုဝင်အာဆက်မိသားစုရဲ့ 54နှစ်ကြာအာနာရှင်အုပ်ချုပ်မှုကိုအဆုံးသတ်ခဲ့ပြီးတဲ့နောက်ဒဇင်ဘာလမှာဒီသွေးချောင်းစီးမှုဟာအဆိုးရွားဆုံးအကြမ်းဖက်မှုတွေတဲကတခုဖြစ်ခဲ့ပါတယ်။တတိယရှိသူတွေကိုဆီးရီးယားမြောက်ပိုင်းအလက်ပိုတရားရုံးကအများပြည်သူရှင်းပေါင်းမှာရုံးတင်စစ်ဆေးခဲ့ပါတယ်။ပြည်တွင်းစစ်ဖြစ်အောင်လှုံ့ဆော်မှုခွဲထွက်မှုကျူတင်ကြံစီထားတဲ့လူသက်မှုလူရက်မှုတို့အပါအဝင်ဆွေးချက်တင်တဲ့အချင်းဆိုင်ခရရဲလို့တရားရဲတည်င်းရှင်းမြစ်တွေကပြောခဲ့ပါတယ်။ အစိုးရရှိနေကြောဟာစစ်တပ်နဲ့ဆက်နွယ်တဲ့လက်နက်ကအဖွဲ့တွေနဲ့ဆက်ဆက်နေတဲ့လူ300လောက်နဲ့အာဆက်ခက်လက်နက်ကအဖွဲ့တွေထဲကလူ165ယောက်လောက်ကိုဆွေးချက်တင်ခဲ့လို့အရှာရာကခန့်အပ်ထားတဲ့အရှက်လက်ရှာဖွေရေးကော်ပိုနီရဲ့ကော်မတီရဲ့အကြီးအကဲဂျူမာ LLC ကစီးရီးယားမီဒီယာတွေကိုပြောဆိုခဲ့ပါတယ်ရှင်။ ကွန်ဂိုနိုင်ငံမှာနိုဝင်ဘာလ18ရက်နေ့ကတပ်ထုတွင်ဝင်ကြီးလိုက်ပါလာတဲ့လေရင်ပြတ်ကျခဲ့ပေမဲ့ထိခိုက်ဒဏ်ရာရှိသူမရှိဘူးလို့တရုံဝင်သတင်းထုတ်ပြန်ထားပါတယ်။လေရင်အတွင်ပိုင်းကနေရိုက်ကူးထားတဲ့အက်အွန်ဆရာဗီဒီယိုထင်မှာတလင်းလာနေကလူအာလာဘာပြည်နယ်မြို့တော်ကောဝီစီရဲ့အရှိတောင်ပိုင်းကမြို့စီလေရင်ဆင်းတဲ့အချိန်မှာပြတ်ကျတော့တဲ့အခန့်အတက်ကိုပြထားပါတယ်။ ်လူမှုမီဒီယာပေါ်တင်ထားတဲ့ဗီဒီယိုမှာလေရင်ဟာနှောက်ဆုံးချင်းကပ်ဆင်းသက်ခြင်းမှာပြတ်ကျပြီးမြေပေါ်လမ်းချော့တော်ပုံကိုပြသထားပါတယ်ဗီဒီယိုထဲမှာမြင်ရတဲ့ကတ္တရာလန်အပြင်အဆင်အဆောင်တွေနဲ့ပတ်ဝန်းကျင်တို့ကဂျိုရုပုံရိပ်တွေနဲ့ကိုက်ညီနေလို့တင်ရကိုအတီးပြုနိုင်ခဲ့ပါတယ်ရက်တက်ပြီးတဲ့နောက်လေရင်ရဲ့အနေထားကအခင်းဖြစ်တဲ့နေရာကအတီးပြုထားတဲ့ဗီဒီယိုနဲ့ကိုက်ညီနေပါတယ်တက်ထူတွင်ဝင်ကြီးလူဝီဝါတန် ခဘန်ဘာဟာနဝင်ဘာလ15ရက်နေ့ကလူအလာဘာပြည်နယ်ကစစ်မှုလုံငယ်သုံးကျင်းနီတွင်တစ်ခုမှာတရားတစင်းပြိုကျမှုဖြစ်ခဲ့ပြီးလူ30လောက်သေဆုံးခဲ့တဲ့မတော်တဆမှုတစ်ခုဖြစ်ခဲ့တဲ့နေရာကိုတောနေရလို့နိုင်ငံရဲ့လက်မှုပညာတပ်ထုတွင် AGC ကပြောဆိုခဲ့ပါတယ်ရှင်။ နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါအခုကတော့အားကစားသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင် Nottingham Forest အသင်းဟာအင်္ဂလန်ကွင်းလင်ခြေပွင့် Anderson အတွက်ပေါင်သန်း100ဇင်းလုံးသတ်မှတ်လိုက်တယ်လို့သိရပါတယ်။အသက်23နှစ်ရှိတဲ့ Elliot Anderson ဟာ Nottingham မှာပြသခဲ့တဲ့ဆုံးဆောင်ရေးကြောင့်အင်္ဂလန်အသင်းရဲ့အဓိကကွင်းလင်ကစားသမားတစ်ယောက်အဖြစ်ပွဲထွက်ခွင့်ရနေသူပါ။ အင်္ဂလန်အသင်းမှပွဲထွက်ခွင့်ရလာမှုနဲ့အတူတန်ဖိုးမြင့်တက်လာတဲ့အန်ဒါဆန်ကိုနော့တင်ဟမ်အသင်းကအနည်းဆုံးပေါင်သန်း100ရမှလက်ခံစင်စားမှာဖြစ်တယ်လို့တယ်လီဂရက်သတင်းမှဖော်ပြပါရယ်အနာဆန်ကိုအသင်းဟောင်းနျူကာဆယ်အပါအဝင်မန်ယူနိုက်တက်အသင်းကလည်းလိုအပ်နေတဲ့ဝန်လင်ခန်းစစ်နေရာအတွက်ခေါ်ယူဖို့ပြင်မှတ်ထားနေရပါ။အနာဆန်ဟာ2024ခုနှစ်ကပေါင်35တန်းနဲ့နျူကာဆယ်ကနေနော့တင်ဟမ်ဆင်ပျောက်ရွှေ့ခဲ့သူဖြစ်ပါရဲ့ရှင်။ ဒီပူပင်ရုံးမြေတန်ကြားရင်နေ့လည်နနိုင်သတင်းတွေကိုထားရရှုစားခေကြရတာပါညနေ၄နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်ပြီးတင်ဆက်ပေးအောင်ပါကျွန်မကိခိုင်ပါကျေးဇူးတင်ပါတယ်ရှင်